relationship advice for women ညီမတို့ဘဝကိုလွယ်လွယ်နဲ့ပြည့်စုံတဲ့အရာတတိတစ်ချက်တသက်အမှကဘာပတ်အမေရိကန်အချစ်ဆရာဝန် channel ကကြွစပါတယ်ဘယ်နေရာကြည့်လဲကိုမအမှရေးတာပါဒီပုံပြင်လေးကတော့ညီမလေးတယောက်ရင်ဖွင့်ထားတဲ့ပုံပြင်လေးပါအချစ်ဖြစ်ရမှန်ဇလန်းလို့ပြောလို့ရပါတယ်သူအမှားလေး တစ်ချက်လုံးမရတော့ကြောင်းဘဝတတန်လုံးပြတ်သွားတဲ့အကြောင်းကိုဒီဗီဒီယိုလေးအဆုံးထိကြည့်သွားဆိုရင်ညီမလေးတို့အဲ့အမားလေးကိုရှောင်တန်သွားမှာဖြစ်ပါတယ်မခံစားနိုင်လို့ရင်ထဲပြည့်ကျင့်နေလို့စာတွေကအစီအစဉ်ကြမမဟုတ်ပါဘူးတဲ့အစီမပြေစာလေးပြန်စီပေးပါတော့တဲ့ညီမကလက်ရှိထိုင်းရောက်နေတာ9လရှိပါပြီ9လပဲရှိတာပေါ့ အသက်က24နှစ်ပါလေးနှစ်တွဲလာတဲ့ကောင်လေးကမြမဘက်မှာပါဒီဘက်ကိုလာဖို့အစင်းသဖြစ်နေပါပြီတဲ့ပြတနာကသူနဲ့ဝေးနေတဲ့9လမှာညီမထိုင်းရောက်နေတဲ့ကောင်လေးတယောက်နဲ့အတူအိပ်မိပါတယ်ဟာဇလန်းစပြီချစ်လို့မဟုတ်ပါဘူးပဲတញ្ញရင်းရဲ့ကောင်လေးနဲ့ပါလာလို့ဒီသားခင်ပြီး အပြင်ထွက်လာတဲ့ကနေတရက်တွဲလို့ဖြစ်ပြီး အတူနေဖြစ်သွားတာပါတဲ့။အာတွေ့လား။ချစ်လို့မဟုတ်ဘူး။อืมညီမလေးကိုပြောမယ်။မိန်းကလေးရောင်ကြားနဲ့အိတ်တဲ့နေရာမှာဝီဇင်က၃ခုတော့မရှိဘူး။မစမားစတစ်ခုကချစ်တဲ့အတွက်ကြောင့်။နော်တကယ်ချစ်တဲ့အတွက်ကြောင့်အိတ်တာ။ဒုတိယဝီဇင်ကတော့ပတ်စံလိုတဲ့အတွက်ကြောင့်။တတိယဝီဇင်ကတော့မထိန်နိုင်ဘဲနဲ့ဖြစ်သွားတာ။မထိန်နိုင်ဘဲဖြစ်တော့ဘဝပြတ်သွား။ အဲ့ reason တော့မှာเนาะနံပါတ်1အချက်တော့အကောင်းဆုံးပေါ့ချစ်တာလာမှာကိုက criteria ရှိရတယ်မဲ့အခင်ဘာလို့မျိုး criteria ဆိုတာ video တွေအစုံကြီးကြည့်ပါရင်သိပါမယ်เนาะဒီလိုမျိုးမထိန်းနိုင်လို့အိမ်မီရယ်ဆိုတာအရန်ဆိုတာအရန်ဆိုတာဘာကြောင့်လဲဆိုတော့ညီမလေးတို့ကတန်ဖိုးကတရားစားတယ် မိန်းကလေးဆိုရင်စေကျော်တက်16 16 18အပြူပေါင်းဝင်လာပြီဆိုရင်တံမိုးအရမ်းများတယ်ယောက်ျားလေးနဲ့ရှင်တယ်ဆိုရင်တံမိုးအရမ်းများယောက်ျားလေးတုံညာစားတယ်မိန်းကလေးတရားလာစပြီးတော့နော်အသက်30ကျော်40ကျော်ဆိုတဖေးယော်သွားတံမိုးကနော်ဒါအပြူစစ်စစ်လေးဆိုပြောပါနော်ယောက်ျားလေးကြောင့်တုံညာစားစပြီးတရားဖြစ်အောင်မလုပ်လို့ရမယ်အရမ်းကျိုးစားပါနော် body တောက်အောင် six pack ရှိအောင်ဂျင်းကိုနေတဲ့တော့ရတယ်ပြင်ပခံစူးစမ်းရတယ် ထိန်ဆုပ်အယောက်၄၀အင်ချမ်းပြည်အမေရိကမှာဖြစ်အောင်ကြိုးစားရတယ်။ကဘာပတ်နိုင်အခြေရှိအောင်ကြိုးစားရတယ်။အဲ့ဒါရဲ့နှစ်ပေါင်းများစွာကြာတယ်။ဆယ်နှစ်ကြာမိသားစုအတွက်ညီမလေးတို့အတွက်တော့ယောက်ျားလေးရကြိုးစားရတာ။ဟောအဲ့ဒါကြောင့်ယောက်ျားလေးရတုံ့ရဆာအရန်ကြိုးစားရတယ်။အဲ့ဒါကြောင့်ညီမလေးတို့ဘဝအရန်တက်တာတယ်။ပြောရင်တော့ညီမလေးတန်ဖိုးကတရားဖြစ်တဲ့အတွက်ကြောင့်နော်စကြည့်ကိုကဆယ်ကျော်သက်ဆိုရင်ထိန်းသားယုံနဲ့တန်ဖိုးကြာကြာရင်တော့နှေးတယ် เนาะအပြိုဆစ်ဆစ်ဖြစ်နေမှာကာလာပါလို့ရောင်ကြားလေးမျက်လုံးတော့မှာညီမလေးကတန်ဖို့ရှိပြီးသားเนาะပညာရေးဘာရေးမပြောပညာရေးကအကုန်လုံးမဘွဲရရကောင်းတော့ပေါ့ဟုတ်တယ်မလားအဲ့လောက်ထိရောင်ကြားလေးကအဓိကမထားဘူးရောင်ကြားလေးက main grade နောက်ကျအောင်အရင်လှူဆိုင်တာပိုပြီးတိုးတက်လေးတွေပိုပြီးတော်လေးတွေထိတ်ဆုံးရောက်နေပိုပြီးအရင်ဆိုင်နေအတုံးမကြရောင်ကြားလေးဆိုရင်အော်သူ့မမယူရင်ကမိမမရတော့ဆိုတော့ယူယူမယ်အတုံးမကြရောင်ကြားညီမလေးကအတုံးမကြရောင်ကြားလိုချင်တာ လိုချင်ရဆိုတော့မထိန်းတော့ပေါ့နော်အဲအဲကြောင့်ဒီလိုမျိုးဖြစ်သွားတယ်သွားပြီးတရားနေပြီးတန်ဖိုးကလုံးဝကြောက်အောင်ဆုံးရောက်သွားတုံညနာနီးပါးရောက်သွားတယ်ဘာလို့ဖောက်ပြန်တယ်တော့ကြောက်ကြီးစားရှိရလေရှိရဖောက်ပြန်တယ်သူကလည်းမဆက်သွက်လာလို့ညီမကအမားလုပ်ပြီးတော့နောင်တရတော့ဖြစ်သွားလို့ဘာအဆက်တော့မှမလုံးတော့ပါဘူးတွေ့ရင်တော့မခေါ်မိတော့ပါဘူးတွေ့ရောတွေ့တယ်ဒီဘုံမှာရှိနော်အဲကြောင့်ဘယ်နောက်မှတွေ့တယ်တော့မသိဒီလိုမျိုးအမားလုံးမြဲမိန်းကလေးရှိပါနလား เนาะကိုမအောင်ပါမိုင်းရှိခေါ်တာပါဒီဗီဒီယိုတွေကိုပြလိုက်ဘယ်လိုမျိုးဆက်ပြီးတော့ရှင်းရှင်းဆက်မလဲဆိုပြီးတော့เนาะဟေ့တွဲလာတဲ့လေးနေလုံးတခါမှမဖောက်ပြန်ခဲ့ဘူးပါဘူးတဲ့ဘာလို့အဲ့တည့်ရတဲ့စိတ်အလိုလမ်းမိသွားလဲဆိုကိုယ့်အကောင်ဒေါ်လာထွက်မိပါတယ်မင်းမင်းမကောင်းတဲ့မင်းမပြတ်ဆိုတာဘယ်နေရာမှာကွာဝဒီနေရာမှာကွာဝတယ်မင်းမကောင်းနေရာဘယ်နေရာရောက်နေမစိထိနေတယ်เนาะမိဘအိမ်မှာနေနေပြီးတော့မင်းမကောင်းပဲပြောမြောင်း အပြင်ထွက်တော့မှတခြားနိုင်ငံမှာတောင်းနေတော့မှထိန်းနိုင်တာထိန်းနိုင်မှာမူတည်ရတော့မှမိမကောင်းဆိုတာပေါ်လာတာเนาะနိုင်ငံเจ้าမှာနေပြီးတော့အခုတည်းဆက်ပြီးတော့အပြိုစင်ဘွားတွေထိန်းတဲ့နိုင်ငံညီမလေးရှိပါလားလားကိုမအောင်မှာဘယ်လိုမျိုးထိန်းထိန်းထဲလဲဆိုတာเนาะတခြားညီမလေးပညာရအောင်ဘယ်လိုထိန်းနေရဆိုတာရေးထားတယ်မှာအရင်အရေးကြီးเนาะမိန်းကလေးကိုထိန်းထိန်းတက်မှုတော့အရင်အရေးကြီးရအဲ့ဒါမိမကောင်းနေမြများစကားပြောလေတွေ မိမပြက်နေတဖြည်းနဲလာနေမယ်နော်အခုရဲ့ဒီ channel ထောင်အောင်ပြီးတော့အချစ်ပညာတင်ပေးရရည်ရွယ်ချက်ကညီမလေးတို့ယောက်ျားဆိုးနေတဲ့ဝေးအောင်ပြီးွားရင်မိမကောင်းရင်ပူများလာအချစ်ရင်းမှာကွဲကြတယ်ဆိုတာဘာကြောင့်လဲဆိုတော့တယောက်လူချင်းဟာတယောက်မပေးနိုင်တဲ့ကြောင့်ကွဲကြတာနော်ကိုကရထားတဲ့ PC ကတန်ဖိုးရှိတယ်ဆိုတော့အဲ့ PC ဘယ်တော့မှလက်မလွတ်ချအောင်ဒါတဘာဝပဲ အဲ့တော့ညီမလေးကအပြုံမစစ်တော့ဖောက်ဖောက်ပြန်လဲဆိုရင်ယောက်ျားလေးကဘာမှမလိုချင်တော့ဘူးအဲ့တော့ဖြတ်ဖြတ်ဖို့ပဲ reason ရှိပြတ်ဖို့ကြံပိုများတယ်အခုညီရွယ်ကျန်တော့ညီမလေးအပြုံစင်ဘောကထိန်းထားပါစေဘာကြောင့်လဲဆိုတော့ယောက်ျားလေးစီကသူတခြားမင်းကလေးကိုတခြားမှမပေးဘူးလေလက်ထက်တဲ့အရာ commitment တော့ကိုတကယ်အတည်ယူပြီးလက်ထက်တဲ့ဟာလိုချင်တဲ့ဆိုရင်ညီမလေးဟောရတယ်တခြားယောက်ျားလေးကို တခါမှမပေးဘူးအရာအပြုံစင်ဘွားလေးပေးနိုင်မှဆိုရင်ဒါအကောင်းဆုံးပဲဒါညီသူမျှတူနော်ဖြစ်တဲ့အတွက်ကြောင့်ပြဿနာအနေရရှိမှုကရနေသွားပြီနေသွားပြီနော်တခြားဟာတွေကအရင်ကြည့်တာပေါ့ဒါပြတခြားဟာတွေကအခုဘာမှ emphasize မပြောတာဘာကြောင့်လဲဆိုဒီဟာကညီမလေးကိုထိမို့အလွယ်ဆုံးမွေးတဲ့မွေးရဲ့အခဲကပါလာတဲ့အရာနော်ပါလာအရာထိမ်းတော့ပဲ အကိုကမှအရန်ကြိုးစားနေတယ်။ six pack ရအောင်ဂျင်းနေနေတဲ့တွားနေတယ်။တော့ထိဆုံးရောက်အောင်မနေ့6နာရီထားပြီးတော့ညဘက်တကောင်ထိအလုပ်ကြိုးစားရတယ်။နော်အယောက်40ထိဆုံးအယောက်40အမေရိကန်မှာအင်ချမ်ပီကြိုးစားအကိုတယောက်ပဲအာရှသားဂျန်နူအောင်ကအမေရိကန်နေ။နော်ကဘာပတ်နေမှုလဲအရန်ကြိုးစားရတယ်။ညီမလေးတို့ညောင်ကြားလေးတံမိုးထားအရာမှာဒီအပြိုစင်ဘွားဆိုညီမလေးဘာမှကြိုးစားကြမလို့မွေးတဲ့ရပါပြီးတော့အရာဘလောက်ကောင်းတယ် ဘလောက်ကောင်းလဲအဲ့ကောင်းလဲညွန်ညွန်လေးဟာမျိုးထိန်းထားတယ်ဆိုတာလားဒါကညီမလေးကိုနည်းနည်းလေးပဲထိန်းထားအောင်နဲ့ယောက်ျားလေးကိုအများကြီးပေးနေတာအဲ့လောက်ကြီးကောင်းတာမရှိဘူးနော်အဲ့လောက်ကြီးကံကောင်းတာမရှိဘူးညီမလေးကိုညီမလေးကိုကံကောင်းတယ်မှတ်ထားမင်းကြီးဖြစ်တယ်ဆိုတာအပြိုစပွားလေးရှိတယ်ဆိုတာအရန်ကံကောင်းတာယောက်ျားလေးမှာအရန်ကြိုးစားရတယ်ညီမလေးကိုတင်းတောက်တင်းနဲ့ထားနိုင်မှုအတွက်နော်အတူနေလိုက်မိရဲ့ကောင်းလေးကအရန်ချော်ပြီး လူဟိုကိုင်ဒီကန်နဲ့လောက်တာပါပါတယ်ဟာအဲ့လားကြောင်းယောက်ျားကောင်းနေတာတံမှုထားပြီးမကန်ရဲဘူးအဲ့ရောယောက်ျားကောင်းနေမဖြစ်ဘူး play boy တွေယောက်ျားဆိုးတွေကြောင့်ဟိုကိုင်ဒီကန်ပြောရဲဆိုရဲရှိတယ်ဆိုညီမတို့ကစိတ်လှုပ်ရှားတယ်စိတ်လှုပ်ရှားပြီးတော့အာတွားပြီးဖောက်ပြန်ပြီးွားတယ်အဲ့ရောညီမတို့အချစ်ပညာတတ်ထားမှုတူတယ်နော်ဘာကြောင့်ညီမတို့စုပေးတင်တာကအပြိုစင်ဘွားကစုတဘောမျိုးပဲ ယောက်ျားကောင်းတွေပဲစုပေးတင်နေညီမလေးကိုတန်ဖိုးထားရတယ်လို့ပဲစုပေးတင်နေအဲ့လိုစုပေးမှလာအသေးမရှိပါဘောအဲ့လိုတန်ဖိုးထားရစုမပေးမဲ့လည်းအတုံးမကြယောက်ျားယောက်ျားဆိုးကြစုသွားပေးနေမှာဆိုရင်လောကရဘလို့ဖြစ်တော်မလဲလူဆိုးကြတော့ထောင်မကြဘူးလူကောင်းတွေထောင်ကြတယ်ဆိုရင်လောကရဘာဖြစ်သွားမလဲအာအရာကြီးကျင်တော့အားကြောင့်လူကောင်းတွေယောက်ျားကောင်းတွေကိုအပြစ်မပေးမိလို့ယောက်ျားဆိုးတွေကိုအလကားတွေစုမပေးဘူးလို့ညီမလေးကမှတာဝန်ရှိရဲ့ ယောက်ျားကောင်းယောက်ျားမြတ်တော်ရယောက်ျားဆိုရင်ညီမလေးအပြူစင်ဘဝပေးတန်တယ်ဘာကြောင့်ဆိုတော့ညီမလေးဘဝလုံးဝပြောင်းသွားမှာလေဟုတ်ပါဘဝပြောင်းသွားမှာလက်မထက်သေးရမှာလက်ထက်မှာပေးရအကောင်းဆုံးမော်ဒါပေမဲ့ညီမလေးဘဝကညိုးတာမန်လေးဘဝအာညီမလေးကိုချစ်တူပါမိနန်းနာတော့ကဘာပတ်နေတယ်သူနဲ့အတူနေနိုင်မှာဆိုရင်ကွန်ဒိုမီနီယံမှာနေလို့ရတယ်နော်ရေကူးကန်မှာနေလို့ရတယ် ဂျင်ဆော့ရတယ်ကဘာပတ်ရတယ်ပြီးတော့ကြောင်းကကိုကကိုကကိုမတက်နိုင်ဘူး तू ကကြောင်းထားပြိမယ်အဲ့လိုမျိုးဆိုညီမရဲ့ဘဝလောကပြောင်းသွားပြီ तू နဲ့တရယ်ပဲဖြစ်လိုက်အောင်ညီမလေးဘဝပြောင်းသွားမှဆိုရင်ညီမလေးအရန်တန်တယ်အခုဒီညီမလေးကတညဖြစ်လိုက်တယ် तू ဘဝပြောင်းလာဘာမှမပြောင်းသွားဘူးဘာမှမပြောင်းသွားဘူးထိုင်းမှာနေထိုင်ခွင့်ရတာနေထိုင်ခွင့်မရဘူး तू ကြောင်းတက်ဦးတက်ကြောင်း ယောက်ျားနဲ့သူ့ဘဝပြိုးထောင်မေးရမပြိုးထောင်ဘဲဘူးကဘာပတ်လို့ရတာကဘာပတ်လို့မရအောင်ဘာမှဘာဆိုဘာမှမရအောင်စိတ်မထိန်နိုင်မှပြက်သွားတယ်တော့ကြနော်နော်အဲ့ဒါကြောင့်ညီမလေးကိုအပြိုစစ်ဘဝပြိုးမယ်ဆိုတခုပဲစဉ်းစားလက်ထပ်ယူရယောက်ျားလေးလားလက်ထပ်မယူတော့မှโอเค तू ကလက်ထပ်မယူတော့ဒါပေမဲ့ကို့ဘဝလောကပြောင်းသွားတယ်ပညာရေးပဲဖြစ်ပါပဲအမျိုးပြောင်းသွားတယ်။ तू နဲ့တညာလေးအဲ့လိုက်လို့လည်းအများကြီးပြောင်းသွားတယ်ဆိုရင် ဒါတန်တယ်ညီမတို့တန်တယ်ပြောပြတာနော်ဘဝကြီးအရင်กว่าနေဆိုရဲအတီယူပြီးလက်ထောက်ဆိုမဖြစ်နိုင်ဘူးဒါဒါအကိုရဲ့တည်ရဲ့အချစ်တာအချစ်ပဲတကယ်ချစ်တယ်နှုံးနှစ်ပတ်အရင်ချစ်ဒါပဲမင်းရဲ့ဘဝအရင်နေကြနေတယ်ယောက်ျားလေးအရင်တိုးတက်နေတယ်ဆိုရင်နော်ကြီးနိုင်မို့အရာတစ်ခုပဲရှိရဲ့အတီရောမီယူနဲ့ဒါပေမဲ့ညီမလေးဘဝကိုတင်းတောက်တင်းနဲ့ထားပေးနော်လူသားဆန်ဆန် နော်မိမမိမကိုဖြစ်စေညီမလေးကိုဖြစ်စေ give side ပဲအဲ့အမျိုးဆိုညီမလေးကိုနူးဖြစ်ရကျိုးအရန်နဲ့ညီမလေးကိုအတိတ်ဘဝကံမကောင်းလို့ကြောင့်အခုဘဝမှာငုံချနေပေမဲ့အဲ့လိုမျိုးအရန်တော်ရောက်ကြအရန်ချက်နိုင်ရောက်ကြအဖေလိုအကိုလို give side တဲ့ရောက်ကြဆိုရင်အချစ်မှာ ပြောရမှဆိုရင်နော်အပေးယူမျှမှဆိုရင်ကိစ္စမရှိဘူးကိစ္စမရှိဘူးညီမလေးကိုနားလဲပေးရဆိုအဆင်ပြေတယ်အဲ့လိုမျိုးဆိုတန်တယ် ကိုဖြစ်ရှင်တမောကဒီကိုမှာရှိရမွေးတဲ့ပါလာအဖေမေအမေပွေးတဲ့ပေးတဲ့အမွေပေါ့လေမိမပေးတဲ့အမွေတွေအပြိုစင်မွားလေအဲ့ဒါလေးကကိုကဘာမှပြင်မမဲ့လုံးစရာမလိုထိန်းသားလုံးနဲ့တော့ယောက်ျားလေးအရန်တန်မှုထားအရာယောက်ျားကောင်းယောက်ျားမြတ်ယောက်ျားတော်တွေပေးနိုင်မှာဆိုရင်သူကယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်ဆိုညီမလေးကို appreciate ဖြစ်မယ်နော်တန်မှုထားမယ်နော်အဲ့ဒါမျိုးစီညီမလေးပေါ်မှာတိုးတက်လုပ်ပေးပါမယ် ဒါမျိုးဆိုနှုံးတစ်ပတ်အရင်အကျိုးရှိတယ်အရင်အကျိုးရှိတယ်တော့အခုကသူဘာမှအကျိုးမရှိဘူးအကျိုးမရှိရင်ဘာဖြစ်မလဲညီမကောင်လေးနဲ့တော့တကားမှအတူနေခဲ့တဲ့အထီးမရှိဘူးပါဘူးလေတော်ပြီကို့တကယ်ရှေ့ကောင်လေး၄နှစ်လုံးလုံးကို့ကယူဆိုင်ဟာကောင်လေးကိုဘာမှစုမချမနဲ့အတုံးမကြအခုမှစတိရဲ့ကောင်ယောက်ျားစိုးကိုတွားပြီးတော့စုချလိုက်တယ်အရမ်းမှားပါပြီညီမလေး ဟိုတလောကညီမနေမကောင်းလာတဲ့တွေးစစ်တော့ HIV ပိုးရှိနေပါလေဟာယောဂါခုပြီဝစ်ချက်ချင်းလဲတာဝစ်ချက်ချင်းလဲတာတော့စိတ်တော့မကောင်းဒါပေမဲ့အဲ့လိုမျိုးမိမပြက်လေတာဝစ်ချက်ချင်းလဲမယ်ဆိုရင်မိမပြက်ရှိတော့မဟုတ်ယောက်ျားဆိုးရံဝစ်ချက်ချင်းလဲမယ်ဆိုယောက်ျားဆိုးရရှိတော့မဟုတ်အဲ့လိုမျိုးများရှိပါသေးလို့နော်အဲ့လိုအဲ့အကြောင်းအရင်ကြီးအဲ့ကြောင်းအခု channel မှာလည်းမိမပြက်လေနေအောင်ယောက်ျားဆိုးနေနေအောင်အများနဲ့ဗီဒီယိုပြောရရှိပြောရတဲ့အခါတိုင်းယောက်ျားဆိုးနေမိမပြက်လေက အခုလာဆက်ရရှိအဲ့တော့ညီမလေးတို့ကမိမကောင်းဖြစ်နေနော်အခု channel ကြည့်နေလူကောင်းဖြစ်နေဆိုရင်အဲ့လူတွေပြန်ပြီးပြောပါ ပြန်ပြောငိမ့်မခန်းတဲ့အဲ့မှာလူကောင်းတွေရှိရမိမကောင်းတွေရှိရဆိုတာတိပြီးတော့မိမဆိုးတွေယောက်ျားဆိုးတွေကတိတ်တိတ်နေနေမှာကောင်းဝင်ကြိုးစားမှာအရင်ကြီးကြည့်နော်ဟေးညီမနေဘူးလားကောင်းလေးတယောက်ပဲရှိတော့တဲ့သူ့ကိုဆက်တယ်တော့ तू ကဝင်နေမခန်းလို့ငင်းရမငင်းပါဘူး ရှိကျင်နဲ့ရှိမှာပေါ့လို့ပဲပြောပါတယ်ဟာအတူတိတာပေါ့ तू ဖြစ်နေတာ तू မသိဘူးဆိုတော့မဖြစ်နိုင်ပါဘူးမှန်တာပေါ့ဘာလို့လဲဆိုတော့ညီမမေးတာ तू မအံ့ဩလို့ပါတဲ့အဲ့တော့က तू ကကုန်သုံးလဲသုံးပါတယ်ဒါပေမဲ့ဘလို့ဖြစ်လဲညီမလည်းမသိတော့ပါဘူးတဲ့ HIV ရှိရတဲ့မပြောပြဘူးဆိုရင်အမေကမှဆိုရင်ဥပဒေချိုးပေါပါရောက်တယ်နော်အတူတူမဲ့အဲ့ရှင်ကို့မှာ HIV ရှိရဆိုပြောရတယ်နော်ပြီးနေ တော်တော်များများမှာပြောရတယ်အမေရိကမှာပြည်နယ်များရှိနော်အဲ့လိုမပြောဆိုပုံသုံးတော့အာမှာပြင့်မှုရောက်တယ်ပြောလို့ပြောရကြိုပြောရနော်အဲ့လိုမပြောဆိုရင်တစ်ဖက်ယောက်ျားလေးနဲ့အတူတူသဘောတူပြီးအဲ့တော်မှာပြင့်မှုရောက်တယ်ရရကြီးတစ်ဖက်မိန်းကလေးနဲ့သဘောတူအဲ့အဲ့တော်မှာပြင့်မှုရောက်တယ်ယောက်ျားဖြစ်မိန်းမဖြစ်ပြအဲ့ကြောင့်အရန်ပြောပြလို့အရန်အရေးကြီးရဲ့နော်အဲ့လိုမျိုးညီမလေးအဲ့လိုဖြစ်တာပဲ ်ယောက်ျားစုကညီမလေးကိုအနိုင်ကျင့်မယ်ဆိုရင်တရားစုဖို့စဉ်းစားပါနော်တရားစုဖို့စဉ်းစားပါနိုင်ငံအနိုင်ရောက်အဲ့ဥပဒေရှိရှိမှရှိနေမယ်ဒါပေမဲ့ကိုယ့်ဘက်ကစူးစမ်းဖို့တော့အရင်အရေးကြီးနော်ဒီလိုမျိုးកောင်မျိုးတွေခွင့်မလွတ်နဲ့ခွင့်မလွတ်နဲ့ခွင့်လို့စရာအကြောင်းမရှိနော်တောင်းလည်းမတောင်းပါဘူးလေနော်ဘာမှမမသိတုံလေအေးစစ်စစ်ပဲရှိနော်ရှိရရှိမှမဟုတ်ဘူးအေးစစ်စစ်ပဲပြောတယ်အဲ့လိုမျိုးတောင်းកောင်မျိုးလေးဆို အဲ့လိုမျိုးပြန်ကောင်းမျိုးပြန်ပြီးတော့အပြစ်ပေးရမှာနော်ဒီလိုမျိုးကောင်းမျိုးတွေကိုဘယ်လိုမျိုးအပြစ်ပေးတဲ့နေကိုညီမလေးကိုထင်ပါနေလဲခုံမအမရေးတာပါဘယ်လိုဖြစ်လဲမသိဘူးပါကွန်တုံးဆိုညီမလေးကိုဘူးသူရရှိအောင်ပြင်ပြမယ်ကွန်တုံးတော့ဆိုတာညီမလေးကပြောတာဖြစ်ဖြစ်နော်ပြောလဲဆိုတာကောင်းတဲ့ချက်ညီမလေးတို့အားလုံးလဲအတူမအိတ်ခင်အမြဲတမ်းကွန်တုံးတုံးမှာပြောပါကွန်တုံးမတုံးဆိုမအိတ်ဘူးပြော ။ဘာကြောင့်လဲယောက်ျားလေးကညီမလေးနဲ့အိပ်ဖို့ဆိုရင်ဘာပဲဖြစ်ဖြစ်လိုင်ရောမှာ။ဒါယောက်ျားတဘောင်ကနော်အဲ့တော့ကိုလုံးမရှိမအိပ်မအိပ်ဘူး။နော်အတင်းတွန်းထုတ်ရိုက်ပြလိုက်အော်ဘလက်နော်အတင်းလုံးမဆိုရင်ကိုလုံးရှိမှာပဲကိုလုံးရှိတာတော့မှနော်ယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်ဖြစ်ဖို့အရေးကြီးတဲ့တချို့ယောက်ျားတွေရုပ်မာတယ်။ကိုလုံးမှာအပေါက်ဖောက်တာမှာအပေါက်ဖောက်လာမှဆိုရင်ကိုဝင်ရရပဲယောဂကုကုမယ်။အဲ့ဒါဖြစ်ဖြစ်နေတယ်။တော့တနည်းကဘယ်လိုဖြစ်နေလဲ။တော့တနည်းက အတူတူအဲ့နေအချိန်မှာကျွတ်သွားတဲ့အတွက်ကြောင့်ကျွတ်သွားတဲ့ကြောင့်အဲ့ကောင်တွေဟာပြန်မွေးတော့ရှုပ်ပါလေနောက်တစ်ခုဆွဲရမှာအလုံးရှုပ်လဲဆိုဒီတက်ထဲ့တယ်အာကူဝါဖြစ်နေတယ်အဲ့ကြောင့်ညီမလေးကအဲ့နေအချိန်မှာမင်းကြီးရဲ့အများစုကမျက်စိပိတ်ထားအများလဲဒါတဘာဝပဲမျက်စိပိတ်ထားမှဒါခံစားဖို့ကောင်းအောင်ပေါ့အဲ့ရောညီမလေးကိုဘယ်လို့မှမသိနိုင်အောင်အဲ့ရောညီမလေးကိုလူရွေးဖို့ เนี่ยအရင်အရေးကြီးတယ်ပြောอ่ะเนาะကိုုံတုံးတော့မှဆိုရင်အခုဆိုရင်ကိုုံတော့အမြဲတုံးစဘာယောဂါမှမဖြစ်ဘူးဘာဘဝရဲ့အေးစစ်ကဘာပတ်လဲမိနေတာဖြစ်တယ်အသက်မိဘယူဆနိုင်တယ်เนาะချစ်သူတွေနေပျော်ပျော်ရွှင်နေလို့ရတယ်နောက်နောက်လာမဲ့ချစ်သူတွေနေတော့လုံးဝစိတ်ချစရာလို့လဲစိတ်ပူစဘာမှမလို့အာစီကစီကရှိရအောင်ကြောင်းမလို့ရောင်ကြမ်းမြတ်မှာစီကရှိတာရောင်ကြမ်းမြတ်မဟုတ်ဆိုစီကမရှိဘူးเนาะ ပြီးမှနောက်တနေ့မှာပြန်ရှိတယ်အာကိုတို့ချုပ်ပြီးတော့အရင်ထွက်သွားတဲ့အခါကျရင်ကို့အင်္ကာကိုထိသွားတဲ့အခါကျရင်ကူးနိုင်တယ်နော်နော်ပြီးတော့နောက်တမျိုးဖြစ်နေပါတယ်ညီမလေးကမှပါဇက်မှာကွဲတာရှိမယ်လက်မှာကွဲတာရှိမယ်သူ့ဒီစီကထွက်လာတဲ့အရင်နဲ့သွားထိမိလို့နော်ပလေမှုတ်ပေးတာဖြစ်ပါဖြစ်ပေါ့အဲအကြောင်ဖြစ်ဖြစ်နေတယ် ကွဲတာမရှိဆိုတော့ကိစ္စမရှိပါဘူးဒါပေမဲ့ကွဲတာမရှိတာမှကိုယ်နဲ့မတည့်ရတဲ့သူအကောင်မပါပဲပလေတချင်းမစိုးပေးပါနဲ့เนาะပလေမမှုတ်ပေးပါနဲ့အရင်ကြီးချင်းဒါမျိုးတွေတေးချာချာမတင်ထားမနဲ့အတူမအိပ်ပါနဲ့ဒီလိုမျိုးဘူးသူတာတဲ့အချက်နဲ့ပတ်သက်ပညာလေးကိုယ့်အကူဘလူးကာကွဲရမယ်ဆိုတာတည့်အောင်ဒီ channel ကို subscribe လုပ်တာပါပြီးတော့ share ထားလိုက်ပါဗီဒီယိုလေးကိုကောင်းလေးကလာလို့မှာပါတဲ့เนาะတူလာရင်ညီမတို့အတူနေဖို့စီစဉ်ထားပါတယ်တဲ့ ိုဘက်ချမ်းအချိန်တွေရသူထွက်လာပြီးပြန်ဖို့ခက်တာမို့မိဘတွေအတိပေးယူလိုက်ကြမလို့ပါနဲ့ခုကြညီမအမားကြဘာလို့ရမှမသိဖြစ်နေပါနဲ့သူ့ကိုယူလို့မရတော့ဆိုတာတိပေမဲ့ဘလို့ရှောင်းမလဲတဲ့သူခံစားရတတ်တာဘလို့လုပ်ပေးရမလဲတဲ့သူ့ကိုလည်းလက်မလှုပ်ပေးနိုင်အောင်ညီမမှာလေရောညာငိုနေရပါတယ်တဲ့အင်းကိုကူကတတ်တည်ဖို့ထိတွေးနေမိပါနဲ့နော် နားမလည်ရတာခုယောဂရှိတဲ့သူတွေကဘာဖြစ်လို့သူများလိုက်ဒုက္ခပေးနေကြတယ်အဲလူယုံမာနေမလို့ပြောမရအဲ့ကောင်လေးကိုလည်းမိမပြက်တဲ့ယောက်ကယောဂပေးရတယ်ဖြစ်ဖြစ်မှာပေါ့သူကမိမတွေနာကြီးနာကြီးပြီးတော့မိမတွေအားလုံးလိုက်ဖြက်စီးမယ်ငါ့ကိုဘဝဖြက်စီးတယ်လို့မျိုးမိန်းကလေးကိုလိုက်ဖြက်စီးမယ်ဆိုရင်အဲ့လိုစိတ်သက်ရှိတဲ့ကောင်မျိုးဖြစ်ဖြစ်မှာပေါ့နော်အားကြောင့်ယောက်ျားယုံမာတဲ့ဟာနေမိမမိမယုံနေအများကြီးရှိရဲအားကြောင့် ဒီလိုမျိုးအချစ်ပညာတက်ထောက်မှုတော့အရန်ကြီးကြီးညီမလေးတို့နော်အားလုံးကညီမအပြစ်တွေတော့ပဲမှတ်ယူပါတယ်နောင်တလည်းတရားတအားရပါတယ်ဘဝကလမ်းဆုံးရောက်သွားတယ်လို့ခံစားနေရတော့မို့ရင်းလာဖွင့်လာပါရှင်းတယ်နော်အဲ့တော့ကိုပြောမှာအမှန်တမ်းပြောလိုက်နော်ယောက်ညီညီမလေးကချစ်သူကိုလေးစားမှုရှိတယ်ဆိုရင်အမှန်တမ်းပြောတင်တယ်သူခံစားရမှာအရန်ခံစားမှန်တယ် ဒါပေမဲ့ယောက်ျားတွေဆိုရလားအိမ်တော်ဦးစီးဖြစ်လာမှာခေါင်းဆောင်တွေဟုတ်လားချစ်သူတွေကယောက်ျားတွေခေါင်းဆောင်တွေညီမလေးကိုအဲ့ယောက်ျားအထင်ကြီးလေးစားလို့ညီစားတော်လာမလားအဲ့ကြောင့်အထင်ကြီးလေးစားဆိုရင်အမှန်တမ်းပြောဖို့တောင်းပန်ညီမလေးကိုမှရှိရင်သူကတော့ခံစားရမခံစား तू ဘာလုပ်မလဲဆိုတော့ तू ကတော့စုံပြီးချပါစေဟုတ်တယ်မလားခေါင်းဆောင်ဆိုတာအမှန်တမ်းတိဖို့အတွက်အရေးကြီးတယ်နော်ညီမလေးကိုလေးစားဆိုရင်အမှန်တမ်းပြောလိန်တယ်ဆိုတာဒါကမလေးစားတဲ့အတွက်ကြောင့်ပို့ပြီးစိုးပဲ နေနေရောက်ပို့တည့်ရဆိုပို့ပြီးခန်းစားရမယ်နော်အရင်ရင်းကြည့်ရဲ့နောက်ဘလို့ရှောင်းဘလို့ရှောင်းမှဆိုအကအကွယ်၃ပေါ်နောက်ပိုင်းရောင်ကြရတဲ့စာရင်အကုန်အကွယ်၃ဖွင့်ပြောပြီးမှပြောပြောမှအတူတူနေတော့ကာကွယ်ဘက်နေတိုင်းရှိတယ်ဆေးနေတောက်ဆေးနေတောက်ရောဂါပိုးငြိမ်တဲ့အခါကျရင်အကွယ်၃၃၃လာနဲ့ပေါင်းတယ်မဆိုရောဂါကုမှုကင်အောင်နည်းနည်းနည်းပါပြီနော်နည်းပါပြီအရင်ကြည့်ဆေးရတောက်ရမယ်ကုန်သုံးမဲ့တောက်ရမယ်အဲ့ဒါဆိုရင်ရောဂါ ထူဖို့ခင်ရတယ်တော်တော်နေပါပြီနော်ဘဝပြက်တာမှန်တာပေါ့ဘာကြောင့်ဘဝပြက်သိလားသူများစီမှာလုံးလုံးမယ်ဆိုစိတ်စိတ်မယ် HRV ရှိရဆိုအလုံးမခေါ်တော့ဘူးနော် USA နိုင်ငံမှာဆိုတော့အလုံးခေါ် discrimination ရောတိတ်ရောမရှိဘူး HRV ရှိရအလုံးလုံးရနေတယ်ဒါပေမဲ့မကောင်းဘော့နော်အာတခြားနိုင်ငံမှာဆိုပိုဆိုးရအာရှနိုင်ငံမှာဆိုရင်ဘာဖြစ်တခြားနိုင်ငံဘယ်နိုင်ငံဖြစ်မှာအရှိအလဲပိုင်းဟုတ်တယ်နိုင်ငံတော်တော်များများ HIV ရှိရဆိုငားကျင်တော့ ီးတော့နေထိုင်ခွင့်ထိုင်းနိုင်ငံမှာနေထိုင်ခွင့်လိုချင်အောင်ဖြစ်ဖြစ်ဘယ်နိုင်ငံမှာဖြစ်ဖြစ်နေထိုင်ခွင့်လိုချင်ဆိုစစ်စစ်ရတယ် HIV ရှိရဆိုရင်နေထိုင်ခွင့်မရတော့တော်ပြီတော်ပြီတော့တခြားနိုင်ငံမှာနေနေထိုင်ခွင့်မရတော့တော်ပြီဘဝကြီးတော်ပြအဲ့အဲ့ကြောင့်ညီမလေးတို့တတိတချဲတတက်အမှားဆိုအဲ့ကြောင့်ပြောတာနော်အရင်အရင်ညီမတို့မိန်းကလေးဖြစ်လာတာကောင်းလွန်တချဲကတရားစထားဖြစ်တဲ့တကြောင်ထိန်းသားမှုပဲလိုတယ်နော်ထိန်းရမနည်းတယ်တိကျယ်ဆိုရင်အကိုနဲ့တိုင်မင်းလို့ရတယ် เนาะ link တွေကို YouTube video description ကိုမှာရှိရအချင်းနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးတိုင်ပင်လို့ရတယ်အကိုမရှိရဖြစ်ဖြစ်အဖေမရှိရဖြစ်ဖြစ်เนาะအကိုတယောက်လိုချင်တယ်အဖေတယောက်လိုချင်တယ်ဆိုရင်တိုင်ပင်လို့ရတယ်เนาะဒေါက်တာနဲ့တိုင်ပင်လို့ရတယ်เนาะအရေးကြီးအဲ့တော့ comment တွေမှာပြောတာကြည့်ကြပါဦးတချို့ comment ရက်ရက်ဆက်တယ်လို့မထင်စေချင်ဘူးပဲသူ့ကိုအဆက်အသွယ်ဖြတ်လန့်ပါတယ်ရောဂါရှိနေအောင်ပြောလန့်ပါတနည်းနည်းရဲ့ကူးကရောဘောတဲ့မလာခန်းတဲ့ ပါနေတော့လေဒါအကောင်းဆုံးပဲနေတဲ့စကားရှိတာပဲလေကိုကြိုက်တာကိုလုံးကိုဖြစ်ကိုခံတခြားသူကိုစွဲမထားပါနဲ့တနည်းနည်းကိုကိုလာတယ်ဟောမပြောပါနဲ့အမှန်တမ်းပြောပါเนาะရုံမို့ရခက်တယ်ပြီးတော့ယောက်ျားလေးကိုမလေးစားရရောက်တယ်ချစ်တယ်ဆိုကိုချစ်သူဆိုအကိုစွဲအမှန်တမ်းသိချင်တယ်เนาะဘယ်လိုပဲဖြစ်နေဖြစ်နေအမှန်ဒေါ်လာထွက်ထွက်နေမယ်เนาะဖြက်ဖြက်နေမယ်ဒီတိုင်းဘာမှမဆိုဖြစ်နေတယ်ဒါပေမဲ့ကိုတကယ်ချစ်တဲ့ကောင်မလေးဆိုရော့ เนาะနှိမ့်ဆက်မှာမဟုတ်နှိမ့်ဆက်မှာမဟုတ်เนาะကိုတကယ်ချစ်ကောင်မလေးစီကအမှန်တရားကိုပဲအလိုချင်ဆုံးပဲဒါအမှန်တမ်းပြုတ်ပြတာအမှန်တမ်းပြုတ်ပြတာเนาะအဲကြောင့်အမှန်တမ်းပြုတ်ပါညီမလေးဆိုအမှန်နှုံးတစ်ဖက်အမှန်တမ်းပြုတ်တတ်ဖို့အဓိကအရင်အရင်ကြည့် relationship တစ်ခုက do not be relationship based on lies เนาะအလိမ်ညာရေးပေါ်မှာ relationship တစ်ခုဘယ်တော့မှမတည်ဆောက်နဲ့တိုက်အင်အလိမ်ညာရေးပေါ်တည်ဆောက်ရဆိုရင်ပျက်စီးဖို့ပဲရှိရဲ့ ကြာလာလေးလေးညွတ်သွားမယ်ကိုထင်ထင်နေမယ်ဒါပေမဲ့တိုက်ရပူမြင့်လာလေးလေးပြိုကြရပူနာလေးလေးပဲเนาะเนาะစာရင်းကဟိုအလင်းညာရေတဲ့တီထောင်လာတယ်နည်းနည်းလေးပဲတိုက်ရတီဆောက်နေတဲ့အချိန်မှာဆိုရင်အမှန်တည်းပြောပြီးပြန်ဖြတ်ပေါ့ပြန်ဖြတ်ပြီးအမှန်တည်းပြန်လုပ်ပြီးပြန်တီဆောက်ရင်ကိစ္စမရှိဘူးကြာကြာလေးလေးတိုက်ရပူမြင့်လာလေးလေးပြုတ်ကြလေပို့ပြီးတော့စိုးလေတယ်ပဲအရန်ရေးကြည့်เนาะ ကိုချစ်သူနဲ့လင်းနဲ့တွဲခဲ့တာတော့ယောက်ျားလေးပဲလားမတို့ရဲ့မထီရဲ့ချစ်ခဲ့တန်မှုထားခဲ့လို့အတူမအေးရနေမယ်တဲ့။เนาะဒါကို9လပဲဝေးတာနဲ့တခါတွေ့တခါတည်းဘလို့စိတ်မျိုးနဲ့ဘဝမှာပေးလိုက်တာလည်းနဲ့ရင်နာတယ်ခွဲတဲ့။ယောဂါရှိတာပွင့်မနေပြောပြီးအဆက်အဆက်တွယ်ပေးခြင်းဖြင့်အဆက်ဖြတ်ပေးခြင်းဖြင့်တစ်ဖက်သားပေါ့စာနာလေးစားပေးပါတဲ့။ကိုကတော့ဘလို့ဘသူမပြုတ်မိမိမှုပါ။သဘောပိုက်ပြီးရင်ဆိုင်ပါတော့ကလေးမရေးတဲ့เนาะ မှန်တယ်ယောက်ျားလေးရဲ့တန်ဖိုးထောင်ဖြစ်မယ်เนาะဒါပေမဲ့ညီမလေးရဲ့အချစ်ပညာမတတ်တဲ့ကြောင့်ဒုက္ခရောက်လာတာပေါ့အချစ်ပညာတတ်မယ်เนาะတိတိကျကျယောက်ျားတဘာဝတည်ထားမယ်เนาะ play boy တွေကဘယ်လိုမျိုးလဲယောက်ျားစိုးတွေရုပ်မှယောက်ျားဘယ်လိုမျိုးလဲတည်ထားမှာဆိုရင်ညီမလေးဘဝပြည့်စရာအကြောင်းလုံးဝဖြစ်ပြီးတော့ညီမလေးကိုတန်ဖိုးထားတဲ့ယောက်ျားကိုအပြိုစင်ဘဝလေးလက်ဆောင်ပေးခွင့်ရမှာအခုတော့မရတော့အားကြောင့်အချစ်ပညာ တတ်ဖို့အရန်အရေးကြီးအချက်ပညာတတ်ချင်ဆိုရင်တိုင်ပင်ကျဆိုရင်ဒေါက်တာနဲ့တိုင်ပင်လို့ရတယ်ဒါဒေါက်တာ Rich American အချက်ဆရာဝန် channel subscribe လုပ်တာပြီးတော့ YouTube playlist ကိုတွားပြီးပညာသင်လို့ရတယ် YouTube video နောက်ကြိုက်တဲ့ YouTube video တွားလိုက်ဒေါက်တာနဲ့ဆွေးနွေးတိုင်ပင်ရဆိုပြီးဆွေးနွေးတိုင်ပင်လို့ရပါတယ်အဲ့ဒီ link ကို click နှက်ပြီးတော့တိုင်ပင်လို့ရပါတယ် share လုပ်တာပါ subscribe လုပ်တာပါ I will see you in the next video bye bye